်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မုံရွာမျိုးပြည်တော်စုလန်းတွင်စစ်သားများလိုက်ပါလာသောကာနစီကိုပစ်ခတ်တိုက်ခိုက်မှုစစ်ပက်ရေးရလုံခြုံရေးဌာနမှဂျီတူးပုံမှုကြီးတင်ကိုနှင့်ဘိုတီဆိုးမင်းဦးအပါဝင်၁၀ဦးသေဆုံးတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် စကိုင်းတိုင်းမုံရွာမြို့အတွင်ပြည်တော်စုလမ်းမပေါ်တွင်အကြမ်းဖက်စစ်သားများလိုက်ပါလာသောကားနစီကိုပြစ်ခတ်တိုက်ခိုက်ရာစစ်ပရေးရလုံခြုံရေးဌာနမှဂျီတူးဘုံမူကြီးတင်ကိုနှင့်ဘူကြီးစိုးမင်းဦးအပါဝင်၁၀ဦးသေဆုံးခဲ့ကြောင်း Flat Falcon အဖွဲ့မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါရယ်ဒီဇင်ဘာလ9ရက်နေ့ည7:00နာရီခန့်တွင်မုံရွာမြို့နာမခါမှာစစ်ဘက်ရဲရလုံချုံရေးဌာနမှကြီးတူဗိုလ်မှူးကြီးတင်ကိုစစ်တပ်တန်း49နှင့်မုံရွာမြို့တော်ခမ်းမမှာတုံးပွေဘူကြီးစိုးမင်းဦးနှင့်မုံရွာမြို့အမတ်၁ရဲစခန်းစစ်ကြောရေးအရာရှိတုံးပွင့်ဘူကြီးတအုပ်တို့လိုက်ပါလာသောကာနစီကိုမုံရွာမြို့ပြည်တော်စုလမ်းမပေါ်တွင်ဒေါ်လာရေးတပ်ဖွဲ့များကအဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထို့တိုက်ခိုက်မှုအတွင်းကြီးတူဗိုလ်မှူးကြီးတင်ကို ဘူကြီးဆိုမင်းဦးနဲ့အမတ်တရဲ့စခန်းစစ်ကြောရေးအရာရှိ၃ဘွေဘူကြီးတအူးအပါဝင်ခုနှစ်ဦးသေဆုံးခဲ့ပြီးကားတစီမိလောင်ပျက်စီးခဲ့ကြောင်းထိုးတိုက်ခိုက်မှုအတွင်းရှေ့ဆုံးကားတွင်လိုက်ပါလာသောရှင်မောင်မောင်စောနှင့်စစ်သား၂ဦးသာအသက်ရှင်ပြီးခြေထောက်ဖြတ်တော့ဒဏ်ရာနှင့်ဂုတ်ကိုရှက်မှန်သောစိုးရိမ်ဒဏ်ရာများရရှိခဲ့ကြောင်းသိရပါသည်ရှင်တို့တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ဘိုးဘွားရိတ်တော်ဝိုင်းပတ်အနီးမှစစ်တပ်ကင်းနှင့် ပြည်တော်စုအင်းဖြက်လန်အနီမှာစစ်တပ်ကင်းမုံများကနှစ်ဖက်ညက်ကပြန်လည်ဝိုင်းဝန်းပစ်ခတ်ပြီးတိုက်ပွဲဖြစ်ပွားရနေရာကိုအရေးပေါ်ကားတစီနှင့်စစ်ကူထွက်လာသောအင်စီက28စီ၊တံပြားက10စီ၊ရဲကားကြီး2စီ၊ပွိုင်ကား10စီ၊ပွိုင်5ပါကား2စီ၊နာမခါမပါရာမော်တာစက်တက်လီဒီ10စီအပါဝင်မအူကိန်းနှင့်တောရကျောင်းတိုင်းမှလက်နက်ကြီးပစ်ကူများပေးကခုခံခဲ့ကြောင်းသိရပါသည်။ ထို့နောက်တော်လန်ရေးရဲဘော်များကမုံရွာမြို့ရေဦးဆန်ဆိုင်ဂိတ်ကိုလည်းထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လန်ရေးရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဒီတိုက်ခိုက်မှုမှာ G2 လိုက်ပါလာတဲ့ကားမီးလောင်ပျက်စီးသွားတယ်။တေဆုံနာက G2 ဗိုလ်မှူးကြီးတင်ကိုသူကစစ်သက်တမ်း46နှစ်ရှိပြီးစစ်ဖက်ရေးရလုံခြုံရေးဌာနမှကဆက်သွယ်ရေးဆက်အခွန်တောင်ကြီးလို့သိရတယ်။ နောက်ပြီးမုံရွာမြို့တော်ခမ်းမကသုံးပွင့်ပူစိုမင်းဦးနဲ့မုံရွာမြို့အမှတ်၁ရဲစခန်းစစ်ကြောရေးအရာရှိသုံးပွင့်ပူကြီးတကောက်အပါဝင်၁၀ဦးသေဆုံးနဲ့ကျွန်တော်တို့မုံရွာမြို့အတွင်ဖြီတော်စုလမ်းပေါ်ထိတက်ပြီးတိုက်ခိုက်ခဲ့တာပါရဲဘော်တွေအထိကမ်းရှိစုတ်ခွာနိုင်ခဲ့တဲ့ဟု flat pack ကမှတာဝန်ရှိသူကရှင်းပြပါတယ်အဆိုပါတိုက်ခိုက်မှုကို Flat Falcon Democratic Logan Correlation DLC BLDF စစ်ဒေသနှင့် PLA 3 Star သွေးတောင်ကြီးကိုတော်လန်ရေးတက်ဖွဲ့ဗာမတီတော်လန်ရေးတက်ဖွဲ့ မုံရအန်တာဂရောင်းဖုန်းမိုဟိန်ဒစ်ဖရန့်ဖုန်းလီဂါ3မိုယောဖရာတာအက်တက်ဖုန်းနဲ့ဂိုဒန်အီဂဲအဖွဲတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးရိတ်ခါဖို့ပြန်လာတဲ့ပြူစောတိရှိဦးကိုဒေါ်လန်ရေးတက်တွေအရှင်ဖမ်းမိတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇကိုင်းတိုင်းအရာတော်မျိုးနယ်ကပြူစောတိအဖွဲ့ဝင်ရှိဦးကိုဒီဇင်ဘာ9ရက်မနက်9နာရီကျော်ကအရှင်ဖမ်းမိခဲ့တယ်လို့မုံရခရိုင်အမှတ်27တရင်စီကသိရပါတယ်။ဖမ်းဆီးခံရသူရှိဦးမှာငွေတွင်ကျေးရွာပြူစောတိစက္ကမဖြစ်ပြီးသူတို့ကိုငွေတွင်ရွာနဲ့ညောင်တူးလေးကျေးရွာကြားမှာဖမ်းဆီးရရှိခဲ့တယ်လို့ဆိုပါတယ်။သူတို့စီကပြူတွေလက်နက်တွေကမရဘူး။ယာတာကဆန်စီအရက်ပတ်စံတချို့ပါ။ တို့ကိုထိမ့်သိမ့်စစ်ဆေးနေစေဖြစ်ပါတယ်လို့မုံရွာခရိုင်အမှတ်27တရက်မှတာဝန်ရှိသူကပြောပါတယ်။ငွေရင်းရွာစက္ကန်းကနေညောင်တူးလေးချင်းရွာစက္ကန်းကိုရိတ်ခါဖို့ပြီးခြေလင်းပြန်လာတဲ့ပြူစောတီအဖွဲ့ဝင်12ဦးတဲ့ကအထက်ပါ10ဦးကိုဖိကတ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ငွေရင်းရွာနဲ့ညောင်တူးလေးချင်းရွာတို့ဟာနှစ်မိုင်ခွာဝေးပြီးနှစ်ရွာစလုံးမှာစစ်ကော်မရှင်တပ်နဲ့ပြူစောတီအင်အားတရားဝန်ကျင်စီလောက်တပ်ဆွဲနေထိုင်တာလို့သိရပါတယ်။ဖန်စီရမိသူ၈ဦးကိုစစ်ဆေးမြင်မြန်ပြီးနောက်စစ်တုံ့ပန်းဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်ပြီးနောက်ထပ်ငွေတွင်းကျေးရွာအတွင်းမှာရှိတဲ့ ဖြူစော်ထီးတွေအနေနဲ့လည်းဗတ်ပြောင်းလာကြဖို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။ဒီဖန်စီမှုကိုမုံရွာခရိုင်အမှတ်27တက်ရင်တိုက်နယ်ကို MRTF နဲ့ကြေးရွာဘက်ကမဟာမိတ်တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးဖန်စီခရိုင်ပြီးနောက်စစ်ကော်မရှင်ဘက်ကလိုက်လံရှာဖွေတာတွေလုပ်နေတယ်လို့သိရပါတယ်။ဆက်လက်ပြီး666.3တို့စစ်ကူလာသောအကြံဖက်စစ်အုပ်စုစစ်ကြောင်းကိုအရကတ်တတော် AA ကတိုက်ခိုက်ခြင်းမုံရန်သူအလောင်းငါလောင်းတုံပန်းတအူလက်နက်ခဲရနဲ့စစ်အုံဆောင်ပစ္စည်းများတင်စီရမိတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ပကိုးတိုင်းပထောင်မြို့နယ်ကပ္ပစာ76ဘက်မှာ666ပွိုင်ကုန်းသို့စစ်ကူလာသောစစ်ပြူဟာကိုကဲမှုဌာနချုပ်စာကခ30လက်အောက်ခံတပ်ရင်းများနှင့်အာရကတပ်တော် AA တို့ယနေ့ဖြစ်ပွားခဲ့သောတိုက်ပွဲတွင်စစ်သားအလောင်း5လောင်း၃ပန်းတပ်ဦးနှင့်လက်နက်ခဲယံစစ်အုံဆောင်ပစ္စည်းများကိုအာရကတပ်တော်မှသိမ်းဆည်းရမိခဲ့သည်ဟုသတင်းရရှိပါသည်။ အေအေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တအူကဒီဇင်ဘာ၈ရက်နေ့တိုက်ပွဲလေးအရန်ပြင်းထန်ခဲ့ပါတယ်။နနက်၁၀နာရီခန့်လောက်ကနေပြင်းထန်စွာဖြစ်ပွားတာပါ။တိုက်ပွဲတွင်ကအလောင်း၅လောင်း၊သုံးပန်းတအူနဲ့လက်နက်ခဲယံစစ်သုံးဆောင်ပစ္စည်းများကိုအရကတက်တော်မှသိမ်းဆည်းရမိခဲ့ပါတယ်ဟုသတင်းဌာနကပြောကြားခဲ့ပါတယ်။အရက်ကတက်တော်သည်666.0အား2025ခုနှစ်အောက်တိုဘာ14ရက်နေ့တွင်တင်ပြပြီးမီးပြူဟာအရာ ၎င်းကုန်းမှဆုတ်ခွာပေးလိုက်ပြီးနောက်အကြံဖက်စစ်တပ်မှလေကြောင်းပစ်ကူမြေပြင်ပစ်ကူများဖြင့်စစ်ကြောင်းထိုးကအဆိုပါကုန်းပေါ်တွင်ဝင်ရောက်နေရယူလာခဲ့သည်ဟုဆိုပါသည်။အရကတက်တော်မှ666ကုန်းအောင်တင်ပိုက်ပြီးနီးပြူဟာအရာပြန်လည်လက်လွတ်ပြီးနောက်666ကုန်းတွင်ရှိသောစကမှတပ်ဖွဲ့တွေပြန်ဝင်ရောက်နေရယူလာပါသည်။ဒါကိုတက်တော်ကပြန်ပိတ်ဆို့ထားပြီးစစ်ကူများကိုဖျက်တောက်ထားတာကာလအတန်ကြာခဲ့ပြီဖြစ်ပါသည်။ ဒါကိုစစ်ကြောင်းတွေထိုးလာတဲ့အတွက်တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာပါဟု၎င်းကပြောဆိုပါရယ်အကြံဖက်စစ်တပ်စစ်ကြောင်းများသည်666ကုံသို့စစ်ကူများကိုမရရအောင်ပို့ဆောင်လျက်ရှိသည့်ဤသူအရက်ကတက်တော်မှလည်းလာသမျှစစ်ကူစစ်ကြောင်းများကိုဖျက်တော့ပိတ်ဆို့ထားသောကြောင့်စာကာမတပ်ဖွဲ့ဝင်များမှ666ကုံသို့မြို့သူများစစ်ကူအင်အားမရောက်ဘဲရှိလျက်ရှိသည်ဟု၎င်းကပြောဆိုပါရယ်လီလာတောင်ပဝင်းကျင်ရှိအရက်ကတက်တော်တပ်ဖွဲ့ဝင်တို့ကိုဒီဇင်ဘာ6ရက်နေ့နဲ့9ရက်အချိန်တွင်စကားမမှာနောက်ထပ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ အာရကတက်တော်တပ်ဖွဲ့ဝင်တွေကတည်တည်ငြိမ်ငြိမ်ခုခံတိုက်ခိုက်ခဲ့တဲ့666ဂုံကိုစစ်ကူအင်အားတွေထပ်ဖို့ပေးမဲ့မရောက်ဖဲဖြစ်နေတယ်။တိုက်ပွဲတိုင်းသူတို့စစ်တပ်အရှုံးပေါ်တယ်ဟုလက်ကောင်ကပြောဆိုပါရယ်။ဒီဇင်ဘာ9ရက်နေ့ရှိရနေများအထိရန်သူအကြမ်းဖက်စစ်တပ်သည်ထိုးစစ်ကိုအင်တိုက်အားလိုက်ဇက်တိုက်ပြုလုပ်နေခဲ့တယ်လို့ရခိုင်နေများနှစ်ထူအထိအခိုက်အကြဆုံးများတပ်ပြေးမှုများမိမိတို့ထံအလင်းဝင်ရောက်သူများဖြင့်ထိုးစစ်စစ်ကြောင်းမှာကစင်ကလေးရဖြစ်ပြီးအထိနာလျက်ရှိကြောင်းသိရပါရယ်။ အကျန်းဖက်စစ်တပ်သည်ဘကိုတိုင်ပတောင်ညွနှင့်ညောင်ကျိုးကျေးရွာ၏အရှိတ်မီတာ2500ခန့်အကွာတွင်ရှိသောလီလာတောင်ပဝင်းကျင်ရှိအာရကတပ်တော်တပ်ဖွဲ့ဝင်များရှိရာနေရာများအားအင်အားအလုံးရင်လေချောင်းနဲ့နက်ကြီးပစ်ကူအမြောက်များဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာကာလအတန်ကြာပြီဖြစ်ပါသည်။အခုတိုက်ပွဲတွေကအရင်ပြောသလိုမျိုးရခိုင်ဘကိုအဆက်မဟုတ်တော့ဘူး။ဘကိုတိုင်းတဲကိုနက်နက်ဆိုင်ဆိုင်ဝင်ရောက်နေပါပြီ။ဒါကြောင့်စားကားမတွေကအင်အားအလုံးရင်လေချောင်းနဲ့နက်ကြီးပစ်ကူအမြောက်များဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ သူတို့အသေးအလေးခုခံကောက်ွက်နေတဲ့သဘောပါဟုပြောဆိုပါတယ်။အရက်ကတက်တော်ဤရွှေလျားခုခံစစ်တံပြန်ထိုးစေမြေပြင်ပကတိအခြေအနေအပေါ်အခြေခံသောနှိပြူဟာအပြောင်းလဲတိုက်ရိုက်ခိုက်ရင်တတိတိုက်ပွဲဝင်လို့စိတ်ပြင်းပြမှုတို့ကြောင့်ဗတ်ဆောင်တွေအရေးနှိမ့်နေသောစကားမကြီးထိုးစစ်များမှာမြည်တို့မြထိုးပေါက်နိုင်ခြင်းမရှိဘဲထိုးစစ်တိုက်အလဲလဲအပြူပြူဖြစ်ကောင်းအထီးကအကြဆုံးများပြန့်တာရင်ဆိုင်နေရသည်ဟုလည်းသိရပါတယ်။ ဆလဘီတောင်သားတွင်တော်လန်ရေးတက်များအသိပြန်ထားသည့်နေရာသို့ဖွင့်ရောက်သည့်စစ်သားများတိုက်ခိုက်ခံရပြီးအများပြားတည်တဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ မန္တလေးတိုင်တောင်သာမြို့ပေါ်ကနေတာယာကြီးရွာဘက်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်သားတွေကိုတိုက်ခိုက်ခဲ့ရာအများပြားသေဆုံးခဲ့တယ်လို့ညင်းချန်ခရိုင်အမှတ်3တပ်ရဲကသတင်းထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာ9ရက်မှာတောင်သာမြို့ပေါ်ကနေတာယာကြီးရွာဘက်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်သားတွေကိုဒေါ်လာရေးတက်တွေကအသည့်ပြင်ထားနေရအောင်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်သားအများပြားသေဆုံးခဲ့ပြီးအထိနာကနောက်မှာအသင့်ပါလာတဲ့စစ်ကြောင်းကတာလွန်အင်အားနဲ့ထိုးစစ်ဆင်လာတဲ့အတွက်ဒေါ်လာရေးရဲဘော်တွေစုခွာခဲ့ကြရတယ်လို့သိရပါတယ်။အထိနာသွားတဲ့အကြမ်းဖက် တ်စစ်တပ်စစ်ကြောင်းဟာတရကြီးရွာနယ်အင်းတဲရွာဘက်သို့ဝင်ရောက်ပြီးအယက်သားနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းတေဆုံးသွားတဲ့အကြမ်းဖက်စစ်သားတွေကိုကာတုံးစီးနဲ့တဲဆောင်သွားကြောင်းလည်းသိရပါတယ်။